ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပိုင်စုသူနီးပညာ channel လေးယနေ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီနေ့ကျွန်တော်ပြန်လဲမျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ဟိုနေ့ကတင်ပေးခဲ့တဲ့ဗီဒီယိုလေးနဲ့ပတ်သက်လို့ပေါ့နော်ဟိုနေ့ကဗာလေးလဲဆိုလို့ရှိရင်ကျွန်တော်ဒီ TikTok တို့ Facebook တို့ Telegram တို့ YouTube တို့ပေါ့နော် like တွေ follower တွေတိုးတဲ့နီးပေါ့နော်တိုးတဲ့နီးပေါ်မှာကျွန်တော်အကောက်ဖွင့်တဲ့နီးလေးပြောခဲ့တယ်ပေါ့နော် website မှာသွားပြီးကမှအကောက်ဖွင့်တဲ့နီးလေးပြောခဲ့တယ်ဒါနောက်ရက်မှာကျွန်တော်ဗီဒီယိုတင်ပေးဖို့ကကျွန်တော်တော်တော်လေးမအားလို့မလို့ပေါ့နော်အဲဒါကြောင့်ဒီနေ့မှာသင်္ကန်းစာနှစ်အနေနဲ့ပေါ့နော်မနေ့အဲ့ဒီဟိုနေ့ကတော့ကျွန်တော်သင်္ကန်းစာ1ဆိုပြီးကမှကျွန်တော်ဒီအဲ့ website မှာအကောက်ဖွင့်တဲ့နီးလေးတင်ပေးခဲ့တယ်ဒီနေ့ မှာကတော့အဲ့ website မှာကျွန်တော်ပတ်စံဘလူးထည့်မလဲပေါ့နော်ပတ်စံထည့်တဲ့နီလေးပြန်လဲမျှဝေပေးသွားမှာဖြစ်ပါတယ်သူကအဲ့ဒါမှာပတ်စံထည့်မှာကျွန်တော်လိုချင်တဲ့နေရာတွေမှာလိုချင်တဲ့ဟာတွေကိုတိုးလို့ရမှာပေါ့နော်အဲ့တော့အဲ့ထည့်ကိုကျွန်တော်ပတ်စံထည့်တဲ့နီလေးကိုပြန်လဲမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခုနေ့ကကျွန်တော်ပြောတဲ့ website လေးပေါ့နော်အဲ website လေးကိုကျွန်တော်တစ်ချက်ဝင်လိုက်ပေါ့နော် website link လေးကိုလည်းကျွန်တော်အဲဒီ video ရဲ့ comment မှာကျွန်တော် link လေးချပေးထားမှာပေါ့အဲ website ထဲကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ် ဲ website တက်ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမဲ့ဒီဘက်လေးမှာကျွန်တော် user name လေးရှိမယ်ဒီဘက်လေးကတော့ကျွန်တော်တို့ဒီ account ထဲကအဲငွေအမောင်လေးပေါ့နော်သူကတော့ဒေါ်လာနေနဲ့ပြပေးနေမှာဖြစ်ပါတယ်ဒီ website တွေကိုကျွန်တော်ဒေါ်လာနဲ့ထည့်ပြီးမှသာလျင်ကိုလိုချင်တဲ့ website တွေကိုအဲကိုလိုချင်တဲ့ဟာတွေဝယ်လို့ရမှာပေါ့နော်အဲ့တော့ပစံထည့်မှဖြစ်တဲ့အတွက်ကျွန်တော်ညာဘက်အပေါ်ဒိတ်ကမီနူးမြင်းလေး၃ချောင်းလေးကိုကျွန်တော်ချက်နေလိုက်မယ် နှိပ်ပြီးသွားလို့ရှင် SF ဆိုတဲ့ဟာလေးကိုကျွန်တော်ချက်နေလိုက်ပါတော့အဲ့တော့ကျွန်တော်ဒီနေရာလေးကနေမှာငွေထည့်ပေးရမှာဖြစ်ပါတယ်အရင်တော့ဆိုလို့ကျွန်တော်ဒေါ်လာကို4000ကျော်လောက်ပဲရှိတာပေါ့နော်အခုဆိုလို့ကျွန်တော်နည်းနည်းလေးဈေးမြောင်းရင်မြောင်းနေရောပေါ့နော်အဲ့တော့ကျွန်တော်ဒီ method ဆိုတဲ့နေရာလေးမှာကျွန်တော်နှိပ်လိုက်မယ်ဆိုလို့ရှင် KP WP ARP UAP ပေးဆိုကမှတခြား USDT တွေရောအကုန်လုံးပေါ့နော်အက account တွေရှိတယ်ပေါ့နော်ကိုကြိုက်နှစ်သက်တာလေးကိုရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ WP လေးနဲ့နမူနာလေးထည့်ပြပေးပါမယ်ပေါ့နော် အဲ့တော့ကျွန်တော်ဝေပေးလေးနှိပ်လိုက်တော့ဒီအောင်သားလေးမှာငွေထည့်ရမယ်ဖုန်းနံပါတ်လေးပေါ့နော်ဖုန်းနံပါတ်လေးရဲ့နာမည်လေးရဲ့ပေါ့နော် အကုန်လုံးဒီမှာပေါ်လာလိမ့်မယ်အဲ့နံပါတ်လေးဟိုထည့်ပေးရမှာပေါ့နော်အဲ့မှာပေါ့နော်အဲ့သူပြောတဲ့ဖုန်းနံပါတ်လေးကိုကိုလိုချင်တဲ့ပမာဏပေါ့နော်ဒေါ်လာယူမလား2ဒေါ်လာယူမလားပေါ့နော်ကိုလိုချင်တဲ့ပမာဏကိုလွှဲလွှဲပေးရမှာလွှဲပြီးလို့ရှိရင်အဲ့ဒါလေးကို screenshot လေးရိုက်ပေါ့နော်အငွေလွှဲထားတဲ့ screenshot လေးကိုဒီ Telegram အကောင့်လေးပေါ့နော်အဲ့ Telegram အကောင့်လေးကိုပို့ပေးရမှာပေါ့နော် ဲ့တော့ကျွန်တော်ဒီ Telegram အကောင့်လေးကို Telegram မှာကျွန်တော်အရင်ဆုံးရှာလိုက်မယ်ပေါ့နော်အဲ့တော့ Telegram နဲ့မှာကျွန်တော် search bar လေးမှာပေါ့နော်ဒီအနံပါတ်လေးကိုရှာလိုက်ပေါ့နော်ရှေ့ရအလေးခံပြီးကမှာကျွန်တော်ရိုက်ပြီးကမှာရှာလိုက်ပေါ့နော်အဲ့တော့အဲ့ဒီ user name လေးတိုင်းပေါ့နော်ရှေ့ရအလေးခံပြီးကမှာအဲ့ user name လေးတိုင်းကျွန်တော်တစ်ချက်ရိုက်ရှာပြီးကမှာရိုက်ရှာလိုက်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ဒီအပေါ်လေးမှာပေါ့နော်မြတ်မင်းခန့်ဆိုတဲ့ဟာလေးပေါ့နော်အဲ့မှာပေါ့နော်အဲ့ဒါလေးကိုတွေ့ရမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်အဲ့အကောင့်လေးကိုနှိပ်ပြီးကမှကျွန်တော် high မိကမှပေါ့နော်ကိုငွေလွှဲထားတဲ့အကောင့်လေးကိုငွေလွှဲထားတဲ့ဒီ screenshot လေးကိုသူဒီတစ်ချက်ပို့ပေးရမှာဖြစ်ပါတယ်အ screenshot ရပြီးလို့ရှင်ကိုဒီ website ကကိုရဲ့ username ပေါ့နော် website မှာကိုဖွင့်ခဲ့တဲ့ username လေးပါပို့ပေးရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီအကောင့်လေးကိုကျွန်တော်ငွေထည့်လိုက်မယ်ကျွန်တော်ကတော့ဒီ6000ပို့ထည့်လိုက်မယ်ပေါ့နော်ငွေလွှဲတဲ့အခါမှာလည်းကျွန်တော်ဒီ WePay ရဲ့ note ဒီမှာဘာမှရေးသေးရမလို့ပါဘူးနော် ဟိုကအဲ့နေရာမှာဒေါ်လာလို့သွားရေးမိရင်တော့အဲကံမကောင်းရင်ဘန်းခံနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ငွေလွှဲလို့ပြီးသွားပါပြီအဲ့တော့ကျွန်တော်ဒီမှာ6000လွှဲတာပို့လိုက်တယ်ပို့လိုက်ပြီးလို့ရှိရင်ဒီ website ကျွန်တော်ဖွင့်ခဲ့တဲ့ website ရဲ့ username လေးကိုကျွန်တော်တစ်ချက်သူ့ကိုပို့လိုက်တယ်ပေါ့နော် user name မကြည့်ရဘူးဆိုလို့ရှင်ကျွန်တော်ဒီချိုးချက်ချီဖာလေးကိုတစ်ချက်သွားလိုက်မယ်ပြီးလို့ရှင်ညာဘက်ပေါ်တော့ကမီနူးမြင်းလေးကိုတစ်ချက်သွားလိုက်ပေါ့နော်အောက်နားလေးမှာကျွန်တော်အကောက်ဆိုပြီးရှိရပေါ့နော် အကောင့်လေးနှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှာ user name လေးကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီ user name လေးရဲ့ကျွန်တော်ငွေလွှဲ screen shot လေးရဲ့ပေါ့နော်အဲ့ဒီဒီ Telegram account လေးကိုကျွန်တော်ပို့ပေးရမှာဖြစ်ပါတယ်အဲ့လိုပို့လိုက်လို့သူ့ဘက်ကကြည့်ပြီးသွားပြီးအဆင်ပြေသွားပြီဆိုလို့ရှင်တော့ကျွန်တော်ဒီ website ထဲကိုကျွန်တော်ဒေါ်လာအနေနဲ့ဝင်လာမှာဖြစ်ပါတယ် ဒီသင်္ကန်းသားလေးမှာဆိုလို့ချင်းတော့ဒီနေ့မှာတော့ကျွန်တော်ကျွန်တော်ဒီ website ထဲပေါ့နော်ဒေါ်လာဘလူးထည့်ရလဲဆိုတဲ့ဟာလေးကိုပြန်လည်းမျှဝေပေးသွားမှာဖြစ်ပါတယ်အရင်နေ့ကတော့ကျွန်တော်အကောက်ဖွင့်တဲ့နီးပြခဲ့တယ်ဒီနေ့မှာဒေါ်လာထည့်တဲ့နီးပြတယ်နောက်ရက်မှာတော့ကျွန်တော်ကိုလိုချင်တဲ့ဒီဟာတွေပေါ့နော်စာပစ်တွေကိုဝယ်တဲ့နီးလေးကိုပေါ့နော်ဈေးချိုချိုနဲ့ဝယ်ပြကမှာသင်္ကန်းတွေကိုဘလူးပြန်ရောင်းရမလဲဆိုတာလေးကိုပြန်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနေ့တော့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်